စစ်တပ်ထဲမှာတတ်ထိန်ဆိုတာကြားဘူးမှာပါနော်တတ်ထိန်ကအခုတော့ဘုချုပ်တိန်နိုင်ပေါ့ဘဟုတတ်ထိန်ရှိဘဟုတတ်ထိန်နဲ့မှုကင်းအဲရေးဖော်ထုတ်ထိန်တဲ့ရေးတက်ဒီတတ်ထိန်ပေါ့အဲ့ဒီအခုတတ်ထိန်ပေါ့ရန်ကုန်ပေါ့အဲ့ဒါအဲ့ဒီနှစ်ခုအပါဝင်အားလုံးပေါင်းတတ်ထိန်တက်ခွဲ24ခုရှိတယ်တနိုင်ငံလုံးမှာနော်အဲ့ဒါဒါဟိုမှိုင်းလည်းမှားပါတော့နော်ကျွန်တော်လေ့လာထားတဲ့တော့တည်ရတယ်အဲ့တော့အဲ့ဒီ24ခုမှာ အကြီးကတော့အခုချိန်မှာဘုချုပ်တိန်းနိုင်ပေါ့ဘုချုပ်တိန်းနိုင်ဟုတ်တယ်တိန်းနိုင်တိန်းနိုင်ဆိုတော့အဲ့ဒီတက်ထင်းထဲမှာဘုချုပ်တိန်းနိုင်တဲ့ကြီးတဲ့နောက်တစ်ယောက်ထပ်ပေါ်တယ်ကူအဲ့ဒါကတော့ဘဘူးလဲဆိုတော့တက်ထင်းသူ့နာမည်ငထိန်နေဟမ်ငထိန်အဲသူကငထိန်ကနည်းတဲ့အကောင်ကြီးမဟုတ်သူကသူ့ရဲ့ယာတို့ဘလောက်လဲကြီးလိုက်တော့ဒီနားမှာတရစ်လားနှစ်ရစ်လားမသိဘူးဒါပြောလိုက်ရင်တော့စောက်ကြီးစောက်ကြီးကြီးပြောလို့အကုန်လုံးနော်အခုလဲကရင်ပြည်နယ်မှာဟိုမှာနေဆက်စခန်းကျသွားတယ် အဲ့တော့မောရောင်နေဆက်စခင်ကြာသွားတာကရင်ပြည်နယ်တကြောမှာသူပြက်ပြက်ဆင်းအောင်တွားခဲ့တာထိုင်းနေဆက်မှာဆိုတော့အခုမောရောင်စခန်းအောင်လဲငထိန်တွားပြီးတော့ကယ်မလားမသိဘူးလောဆယ်တော့ကျွန်တော်စောက်သင်းပြောထားတော့လဲဘာတွေစောက်သင်းပြောလဲဆိုတော့အိမ်မရှာမအောင်တွားကြည့်မယ်လို့နော်တစ်ချက်လိုက်ခဲ့ဟဲ့ပြန်စီရဲကောင်လေးရိုင်းတိုင်းလေးအမင်းကဥမလေးပြေးပြန်နေပြောပါတော့ဒီငထိန်တို့ဘာတို့ပါဝဲအဲ့ဒီဘောမအတိုင်းဝိုင်းရလေခုနကပြောစလို့ စပွဲတို့လို့ပကံဆေးဆေးတဲ့ဒူးလို့နော်အမြဲတို့ပြောတယ်ကျွန်တော်ကျွန်တော်ကျွန်တော်တော့တို့စိတ်ထဲမှာအဲ့ဒါကိုနာစရာလို့ထင်ကြတာဘာတို့မှာပညာမတတ်တဲ့အတွက်တမာအာဇီဝကြတဲ့အလုံးမှန်တည်းမြတ်ဒီဂုံယူစရာကောင်းတယ်ဆိုတဲ့အမှန်တရားကိုတို့မသိဘူးအဲ့တော့တို့ကစပွဲတို့လို့ပကံဆေးလို့ကျွန်တော်ဘုရားမှာလည်းစပွဲဖိုးခဲ့ဘူးပေါ့နော်ပကံလည်းကျွန်တော်စားသမီးပကံတော့ကျွန်တော်ဆေးဘူးတော့ပေါ့ နော်အခုတော့မှတစ်ခါကြာရင်ဘေးမှာရှိတဲ့ညီတွေကမနေ့နဲ့ယူယူဆေးပေးတယ်နော်ကိုယ့်အကောင်လုံးဆေးစရာမလိုဘူးအဲ့ဒါအဲ့တော့အဲ့ဒီစကလုံးတွေဟာရှစ်ဆရာလို့သူတို့စိတ်ထဲထင်ပြီးတော့ဗျာကျွန်တော်အဲ့ဒီစကလုံးတွေလည်းသူကစော်စော်ကားတယ်နော်ကျွန်တော်ဒီနေရာမှာစိတ်မကောင်းဖြစ်တာကလူငယ်တွေအနေနဲ့ကိုရင်းကပြော၁၄၅နှစ်အရွယ်မိန်းကလေးတွေယောက်ျားလေးတွေအနေနဲ့ဒီလိုစကားမျိုးတွေကြားဝိုင်းဒီကလေးတွေကဘာဖြစ်သွားမလဲဆိုတော့ဇပွဲလို့လားရှက်เสียပါပဲ เนาะပကံသေးတာဆက်เสียရပဲသူတို့ထင်ွားရင်ဒါဒါဒါတောက်တွားပြီလွယ်လွယ်မသွားပြီလုံးဝအစိတ်ခတ်တာဟုတ်တယ်เนาะကျွန်တော်ပြောတာမှားလားပကံသေးတဲ့အလုပ်လို့သပွဲထိုးတဲ့အလုပ်လို့ဒါဒီဒီဆက်စစ်လားတိုင်းပြည်ဘန်နာကိုခိုးပြီးတော့ရတဲ့လကတဲ့အစပေါင်းများစွာ ချမ်းသာနေတဲ့သူကဆက်เสียလားကျွန်တော်အမြင်ပြောရရင်တော့တိုင်းပြည်ဘန်နာကို ကိုရတဲ့လကနဲ့အစမတန်အစပေါင်းဟုတ်နော် ဆယ်ရှိရာရှိချမ်းသာနေတဲ့လူမျိုးမှသာလင်ဒါအတိုင်းကြီးရဲ့တခိုးအာနာယူဆိုပြီးရှက်စရာလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ကျွန်တော်အမြင်မှားတယ်ဆိုတော့ဝိပန်နိုင်ပါတယ်အကြံပြုနိုင်ပါတယ်နော်အဲ့တော့ပကံစေးတဲ့အလုပ်လို့ဇပွဲတို့တို့အလုပ်တို့ဒီတပ်အားအာဇီဝအကျဆိုကိုယ့်ရဲ့ကာယအားနဲ့ကိုယ်ကြိုးစားအားထုတ်တာဖြစ်တဲ့အတွက်ရှက်စရာကောင်းစရာမပြေဒါဒီဂုံယူစရာလို့ကျွန်တော်တော့တတ်မှတ်တယ်အဲ့တော့ကျွန်တော်တတ်မှတ်ချက်မှားတယ်ဆိုရင်လာပြောပါ မှန်တယ်ဆိုရင်တော့ငထိန်ပြောတဲ့စကားကိုကြည့်ပါဒီကောင်ကဘလောက်အောက်တန်းကြလဲဆိုတာနေအောင်ပြတာသူအဲ့လေသူ့ရိုင်းဆိုင်မကြိုက်ဘူးဆိုတော့ကျွန်တော်ရင်ရင်ချင်းချင်းလေးပဲတုတ်ပြန်ပေးမယ်နော်ခုထိကျွန်တော်တခွန်းမဆဲသေးဘူးနော်ကြည်တော့အဲ့တော့မင်းအပုတ်တရားလောက်ပြောမှဟိုတဘိုးလောက်ပြန်ပြောတယ်မင်းဘွားကြီးပြက်လာနော်ယောက်ျားဆိုရင်ငထိန်ရဲ့ယောက်ျားပီတာတဲ့စကားကိုပြောရတယ်မင်းတည့်ရက်ထဲငါ့ကိုတည်င်းဘယ်နှပုတ်တင်ငါအเจ้าကိုမင်းအသိဘယ်နှပုတ်ပြောတယ် မင်းအအကောက်မှာမရှိတယ်နော်မင်းတပတ်အတွင်းမင်းပြန်ကြည့်လိုက်တင်ထားတာဘယ်နှပုတ်ကြလဲလို့တိလာမင်းငေါတပုတ်ပြောမှငါကမင်းဗီဒီယိုကတ်ပြီး reaction လုပ်တာဟုတ်တယ်နော်ဒီနေ့ချိန်ထိမင်းဗီဒီယိုဘေးမှာကတ်ပြီးတော့မင်းငါမပြောတဲ့နေ့မရှိဘူးအဲ့တော့မင်းပြောမှငါပြန်ပြောလို့ရတာဟုတ်တယ်နော်ဒါတော့မှအရှင်း မင်းဟိုနေရဆိုတရက်ထဲနဲ့မင်းဘယ်နှပုတ်ကြလဲမသိဘူးမင်းပြောထားတာလင်းငါပုတ်ဖြစ်နေတဲ့အတွက်ငါမနိုင်တော့လို့အဲ့ဒီတရက်ထဲအားချုပ်ပြီးငါတပုတ်ပဲဝင်ရှင်ပြန်ပြီးတယ်အဲ့တော့မင်းနဲ့ငါဘသူကအပုတ်ရင်မြန်မြန်တယောက်ကိုတယောက်ပုတ်ခတ်နေတာဟုတ်တယ်နော်မင်းမင်းယောက်ျားမလားယောက်ျားဆိုရင်မင်းမရှက်ဘူးလားဘာလို့စကားကိုမဟုတ်ကဟုတ်ကလိန်ညာပြီးပြောတာလဲဟမ်ဒီလားစစ်သားဆိုတာယောက်ျားပိတာရတယ်အခုကမင်းကျော်တကီးကြီးဖြစ်နေတာကြီးအဲ့မင်းမရှာကြီးဟမ် ဟမ်ဝိုက်ပြရဲအဲ့ပြုံးပြုံးလေးပဲနော်အတော့ပြုံးပြုံးလေးရပြုံးပြုံးလေးရုပ်ရှင်ကွာအခုတော့မှပြုံးပြုံးလေးရုပ်ရှင်ထိုင်းနိုင်ငံရဲ့မပြဖို့တဲ့မနှမ်းဖိတ်နေတယ်ကိုစီစာမကြည့်လို့တဲ့ပြုံးပြုံးလေးရုပ်ရှင်ထိုင်းမှာပြတယ်တိလားပြုံးပြုံးလေးပဲငါတို့လေအဲ့ကောင်းပြီမင်းဥမာလေးပေးရင်ငါလည်းပြောပြအောင်ဟင်းလောက်ပါတော့ဟောအဲ့ဥပမာလေးဥဥပမာတော့ဥပမေယလို့ဆိုတာငါတို့ကစိတ်ဝင်စားတော့ပြောဒါမင်းယုံကြည်တဲ့အတဲအောင်လေးဒါငါယုံကြည်တဲ့အမေအောင်လေး မိကမင်းယုံကြည်မှုရှိလားမိကမင်းအရင်မြင်ရှိတယ်လို့မိကမင်းယုံကြည်လားမိကမင်းအရင်မြင်ရှိတယ်လို့မိကမင်းယုံကြည်ပြီးမိကမင်းယုံကြည်မှုရှိလားကောင်းသောရှင်နိုင်ခြင်းနဲ့ရှင်ပြန်ရတယ်အဲ့တော့ဆဲဆိုရန်ဆိုင်လိုက်ငါဘာဖြစ်သွားဘူးဟုတ်ပြီနော်ဆဲဆိုရန်ဆိုင်လိုက်တာငါဘာဖြစ်သွားဘူးလူတယောက်ရှင်ပြန်ကောင်းသောရှင်နိုင်ခြင်းနဲ့ရှင်ပြန်ရတယ် โอเคမင်းပြောတဲ့စကားဆဲဆိုရင်ငါမင်းကိုဆဲလိုက်လို့မင်းဘာမှမဖြစ်တော့ဘူးဆိုတော့ငါလက်ခံတယ်ငါထောက်ခံတယ်ဝန်ခံတယ်ဟုတ်တယ်နော်ငါမင်းကိုဆဲလိုက်လို့မင်းဘာမှမဖြစ်ဘူးဒါပေမဲ့မင်းမင်းတိတဲ့အတိကအဲ့လားလေးပဲတိတယ်လားဒါမင်းပြောတဲ့ဥပမာလားအဲ့လားဥပမာပေါ့အော်မင်းဘဝမှာအဲ့ဒါအဲ့ဒါတကယ်ဟိုအတိတရားနဲ့နှိုင်းချပြီးပြလိုက်တဲ့စကားတခွန်းလားတရားမင်းရောက်တာငါရောက်တာမင်းယုံကြည်မှုတာငါယုံကြည်မှုဟုတ်လားငါယုံကြည်မှုနဲ့အသက်ရှင်နေတာမဟုတ်ဘူးနော် logic ဗီတာပဲငါအသက်ရှင်နေတာ ငါပြောတဲ့စကားငါလုပ်တဲ့အလုပ် logic ဗေဒအရာကိုင်ညီရှိတဲ့အလုပ်ကိုလုပ်တယ်ကိုင်ညီမှုရှိတဲ့အပြောကိုပြောတယ် logic ဆိုတာနားလည်တာမင်းစာတင်ရရင်တော့တက်လိုက်ဒီနားလည်မယ်เนาะမင်းစာမတက်ရင်တော့ပြောမတတ်ဘူးเนาะအဲ့တော့ logic ဗေဒဆိုတာဘာလဲတွားလိလာပြီးမှငါဆိုတော့ဘာလဲပြန်လာပြောယုံကြည်မှုနဲ့အသက်ရှင်တာမဟုတ်ဘာဖြစ်လို့ငါအမားမှန်ကို logic ကြကြခွဲခြမ်းစိတ်ဖြာပြီးတော့နာကိုငါဘယ်လောက်လုပ်နိုင်တယ်မှန်တာကိုငါဘယ်လောက်ပြောနိုင်တယ်အဲ့ဒါငါလုပ် ယုံကြည်မှုဆိုတာကမမြင်ရဘူးเนาะလက်ကင်မပြနိုင်ဘူးလက်ကင်မစုံနိုင်ဘူးเนาะစိတ်ကူးထဲမှာရှိတာကိုလောက်တာရှင်းရှင်းပြောရင်စင်ကန်းတော်တော်လို့ပြောလို့ရတယ်အဲ့ဒီယုံကြည်ချက်ကြီးကမှားဝိုင်းလွတ်ဟုတ်တယ်เนาะအဲ့တော့ယုံကြည်ချက်မှန်လားမှားလားဆိုတာကိုဘာမှမသိဘူးငါကြတော့အဲ့ယုံကျဲနဲ့မတော်ဘူးငါပေါ့နော်မှန်မှန်တန်ကန်နဲ့တွားတယ်ဘာလို့မှန်ကန်လဲ logic ပေးတာလက်တွေ့ကြငါပြောတဲ့စကားတစ်ခုကလက်တွေ့ဘယ်လောက်ကြလဲ လောကတဘာဝအမှန်တရားနဲ့ဘလောက်ကိုက်ညီလဲအဲ့ဒါ logic ပေးတာနော်အဲ့တော့ယုံကြည်မှုနဲ့မတော်ဘူးငါ logic နဲ့တော်တာအဲ့တော့ logic ဆိုတာဘာလဲမင်းဘုရားမှာလစ်လိုက်ကြည့်လိုက်သိလားနော်ဆက်ပြောအဲ့တော့အဲ့လိုရိုင်းဆိုင်နဲ့ရိုင်းဆိုင်ချင်းနဲ့ရှင်းပြရတယ်လို့မင်းကောင်းလဲမင်းအသိဉာဏ်လဲမင်းကိုမင်းတတ်မှတ်ထားတယ်ဆိုရင်တော့อืมမတတ်မှတ်တော့ပါဘူးဒါမဲ့တခုတော့ရှိတယ်တန်ရတန်ရတော့ငါပြန်ပေးတယ်ကိုစီဆိုတဲ့ကောင်ကတစ်ဖက်လူအလုံးကိုလိုက်ရိုင်းနေတာ တေချာနားထောင်နော်တေချာအမင်းကယုံကြည်ခြင်းနဲ့မပြောဘူးနော်လက်တွေ့ကြကြပဲငါပြမယ်မင်းကိုကိုစီဒီအခုဆိုငါတို့ဆိုကွာစစ်တပ်နဲ့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းအားလုံးညီငါတို့ရဲ့စန့်ချင်ပဲငါတို့ရဲ့ရန်သူတက်မှတ်ထားရနော်ဟုတ်ဒါပေမဲ့အဲ့ဒီစန့်ချင်တဲ့အတိုင်းဝိုင်းမှာရှိတဲ့လူအားလုံးကိုကိုစီဆိုတဲ့ကောင်ကလိုက်ရိုင်းဆိုင်ပြီးရှင်ပြိုင်နေတာလားအဲ့တော့ဆိုရင်တော့မင်းပြောတဲ့စကားမှန်လိမ့်မယ်ဟုတ်လားငါလူတိုင်းကိုလိုက်ရိုင်းတာမရိုင်းဘူးနော်ရှင်းတယ်နော်မင်းတို့ဘောမတွေတဲမှာတော့ငါ ်တန်ဖိုးရှိရှိလက်ခံပြီးတော့စကားပြောတဲ့လူရှိတယ်။နော်ကိုမောင်မောင်တော်မထိုင်းကိုလာသေးတယ်ငါမတွေ့လို့တွေ့လဲစကားထိုင်ပြောဖို့ဝင်မလဲဘူးဒီလူတွေ ਨੇ ဘာဖြစ်လို့လဲလူလူလူအတိတ်တရားရှိတဲ့လူငါတို့တန်ဖိုးထားတယ်။အေးရိုင်းဆိုင်နေဆိုတာကအဲ့ဒီလူတွေအစ်စ်တန်းကအဲ့ဒါတော့ပဲတန်လို့မင်းကနေ့ကပြောသလိုအရှုံးခံပြီးတော့ကိုယ့်ကိုယ်ကိုအရှုံးခံပြီးတော့ရိုင်းပေးတယ်အဲ့ဒီလူတွေအစင်တန်းအဲ့လိုရိုင်းတဲ့အစင်လောက်ပဲတန်လို့ရှင်းလား အဲ့တော့မင်းတို့ကရှင်ပြိုင်နေတာဒီမင်းတို့ကပြိုင်ဘက်လို့မတတ်မှတ်ထားဘူးတိလာငထိုင်မင်းကငါ့ကိုမျိုးစုံဗီဒီယိုဖုန်းဖိုင်နေတိမင်းကတိတိတိပြောနေတာနော်မင်းကမင်းဒီတိုင်းတင်တဲ့ဗီဒီယိုဖိုင်နဲ့ငါ့ကိုပြောပြီးတင်တဲ့ဗီဒီယိုဖိုင်ဘယ်သူဘျူးပွင့်မင်းမပြန်လည်လာပါရှင်းတယ်နော်အဲ့တော့ငါကမင်းတို့အစ်စ်မျိုးငါ့ပြိုင်ဘက်လို့မထားဘူးဘယ်ဝင်းအာယုန်နဲ့မထည့်တာမင်းခလေးတကောင်တော့ပဲငါတပေါ်ထားတာဟောဥမာငါဘေးသားမှာနေတဲ့ဗလာကြီးတော့မှနော် မင်းတဲ့အတက်အများကြီးငယ်တယ်အဲ့ဒီငထိန်းစော်ကောင်စောက်ပေါတော်ဘူးကြီးကခလေးလိုပဲဒီကောင်ရေးကြီးရတယ်ဟမ်မင်းစင်ရအဲ့လားငါဘေးမှရှိတဲ့ခလေးတော်မှမင်းအဲ့လိုပြောတယ်နော်ပတိအဲ့အဲ့ဒါမင်းမင်းစင်ကိုမင်းသိပြီးတော့ရှင်းလားငါတခုတော့မင်းသတိပေးလိုက်ပါမင်းကရောက်နေတဲ့ဘဝမင်းကလက်ရှိမင်းကနေထိုင်နေပုံသာမင်းဘဝရဲ့အမြင့်ဆုံးနေရာပဲဟုတ်ပြီနော်ငထင်း ပညာမဲ့ဆိုတာအဲ့ဒါပဲကွာပညာမဲ့တွေကစကားတခုံးကိုဘာမှမတီးပဲနဲ့စွတ်ပြောတယ်အတိတရားရှိတဲ့သူကြတော့ကိုပြောတဲ့စကားတခုံးကိုကိုတောင်းဝင်ခံနိုင်မှပြောတယ်မင်းငါဘဝကိုအစင်းပြောငါဘဝလေထိုင်းနိုင်ငံရောက်မှသူများရှိမှကျွန်ဆိုတဲ့အလုပ်ကိုလုပ်ဘူးอ่ะနော်ရှင်းလားမွေးတဲ့ကသူများအလုပ်ဆိုတာဘာမှမတီးသူများဟိုတာခေါ်ခိုင်းလာတဲ့ဘဝရှင်းလားမင်းလက်လာကြည့်လိုက်အဲ့တော့အဲ့လိုပြောမယ်ဆိုရင်မင်းကတမိုင်းကြောင်အရင်လက် မလို့လေလေဒီကောင်ကဘလုံးပိတားစုကမွေးဖွားလာတယ်ဘလုံးအတိုင်းဝိုင်းကကြီးပြင်းလာတယ်ဒီကောင်နေတဲ့အရက်ဒေတာမှာမွေးဖွားခဲ့တဲ့အရက်ဒေတာမှာဒီကောင်ဒီမျိုးရိုးကဘလုံးမျိုးလေမလေးလောက်မလားအဲ့ဒါပဲအဲ့တော့ပညာမဲ့တွေကအဲ့ဒါအပညာမဲ့တွေစီရိုက်အဲကိုထင်တာကိုကိုပြောမိခွနဲ့ပြောယုံကြည်မှုနဲ့ပေါ့အာဒီကောင်ကဂျလီဘီပါကွာတော်မျိုးမင်းပြောတော့ဒီကောင်ကလူမတ်ရုပ်ဒီကောင်ကအောက်တန်းစားတွေဒီကောင်ကပြောက်ကဘလောက်အိမ်ကြီးကောင်းဝေးဝေးလူရုပ်မပေါ့ဘူးအပညာမဲ့ကအဲ့ဒီယုံကြည်ချက်နဲ့သွားတယ် ငါတို့အတိတ်ရရှိတဲ့လူကြအဲ့လိုမတော်ဘူးဒီလူတယောက်ပြောဆိုဒီလူကဘယ်ရလာဒီကောင်ကဘာမှမွေးတယ်အဲ့လိုပြောတယ်နော်အဲ့တော့ဘုရင်မင်းပြောတယ်ငါ့ဘုရင်အမြင့်ဆုံးပြောတယ်ငါမင်းကိုပြန်ပြောပြငါ့ဘုရင်ဟာထိုင်းရောက်မှသူများကြုံပေါ်ရရောက်တာအဲ့တော့မြင်လားမမြင်လားတော့မသိဘူးလိလရှင်းတယ်နော်အဲ့တော့လိလကြည့်နော်နားလည်လားမသိဘူးနားလည်လားမသိဘူးဆိုတော့မင်းကိုပြောရမှာကော့ကူဟိုငါပြောတဲ့စကားတွေတေချာတိုင်းနားကော့ ယုံကြည်တဲ့အပြောင်လေးငါယုံကြည်တဲ့အမေအောင်လေးမင်းကယုံကြည်တာလာမပြောနဲ့အဲ့ဒါစောက်ပေါ်နေလို့ဒီလားငါတို့လက်တွေပဲကြိုက်တယ်နော်ဘာတခုမှမယုံကြည်အပြာလည်းမယုံကြည်အမဲလည်းမယုံကြည်ဘူးဒီလားမင်းမင်းတောက်တဲ့ယုံကြည်မဟန်မတည်သူကပဲဘောက်တာဟမ်မရှာကောင်းလေးဘောက်တာဟာစစ်လက်တိုင်းတတ်တဲ့ကောင်းလေးအဲပြောတော့စစ်သားတက်ထိန်နေဟမ်မင်းယုံကြည်မှုရှိတယ်မင်းကမင်းအရေးကြီးရှိတယ်ဆိုရင်ကောင်းသောရှင်တိုင်းကြီးနဲ့ရှင်ပြ အဲ့ရန်တန်းချင်းနဲ့ရှင်တယ်လေဆိုရင်မိကူရောက်နေတဲ့နေရာမိကူနေတိုင်းလေဘွားမင်းဘွားအမြင့်ဆုံးပဲဟုတ်ပြီလားလူတယောက်အကောင်းဆုံးမရှင်ပြန်ရင်လည်းမရှင်ပြန်ဘူးဆိုရင်လူမွေးလူရောက်ပြောင်းလဲခဏပဲတုတ်ကြိုင်ဖုတ်မလဲပဲဟုတ်နော်ဂူးဆိုင်အဲမိကူရောက်ရှိနေတဲ့နေရာမင်းနေတိုင်းလေပုံစံလူမွေးလူရောက်ပြောင်းလဲဆိုတဲ့စကားကိုလည်းမင်းကပြောပြအောင်ပါကွာနော် မင်းတို့ပညာမဲ့အတန်းစားရတော့အဝိကောင်းစားလာတွေဝိမတန်ဖိုးကြီးလက်ဝိယတနာတွေဝိမနော်တန်ဖိုးကြီးရဲ့အဆောင်အယောင်တွေနဲ့နေမမင်းတို့ကလူမွေးလူရောင်ပြောင်းတယ်ထင်တယ်ငါတို့လူမွေးလူရောင်ပြောင်းတယ်ဆိုတော့တတ်မှတ်ချက်ကတော့ဒီလူကစကားပြောဘယ်လောက်ထိမှန်ကန်တာကိုပြောလဲဒီလူပြောလိုက်တဲ့အကြောင်းအရာဒီဘယ်တော့မှမဟုတ်တာကိုမပြောဘူးဒီလူဒီသူများပေါ်မဟုတ်တာမလုပ်ဘူးသူများပေါ်မယုံပါဘူးအဲသူ့ကိုတွားလို့ရင်သူပြန်စော်တတ်တယ် နေတာတည်ကြည်တယ်ပြောတာယောက်ျားပီတာကလေးကချင်းမပြောဘူးဖာမကြဘူးနော်အဲအဲ့ဒါဆိုရင်ဟာဒီလူကလူမွေးလူရောပျောက်မယ်နော်အဲအဲ့ဒါငါတို့ကတတ်မှတ်ချက်အဲ့လူကကိုပြောင်ပြောင်မနေနေငါတို့မျက်စိထဲမှာအဲ့လူကဘာဖြစ်လဲလူအဆင့်တန်းရှိတယ်လူမွေးလူရောပျောက်နေငါတို့အဲ့လိုတတ်မှတ်တာဒါပေမဲ့မင်းတို့ပညာမဲ့တကြအဲ့လိုမတတ်မှတ်ဘူး ဟုတ်လားမအင်းကြီးကောင်းကောင်းဝတ်ထားမှာငါကိုခက်ရမှာဂျော်ဒန်တို့တို့ IMAX တို့အဟမ်းငါတို့ခက်တရားဆိုဟုတ်လားဘနတ်ဆိုရင်ပါအဲရိုဆော့စီးမတော့အဲဒီအဲရိုဆော့နဲ့ဂျော်ဒန်တို့နဲ့ဆိုဟာအကောင်ဒီကောင်လူဝဲလူအောင်ပြောင်းနေပြီဟုတ်တယ်နော်အဲ့တော့မင်းတို့ကငါတို့ကွာချက်ကအဲ့ဒါလိုကွာတယ်ပြောတာရရှိရကွာဟာနော်ဆက်ပြောမနေ့ချက်ကကောင်းနေတီတီလောက်နေခက်မပြောဘူးအမြင်ဆုံးပဲထက်မြင်သွားကြရမရှိဘူးအဲမင်းကမင်းအရင်ရှိတယ်မင်းကမင်းယုံကြည်တယ်ဆိုရင်ကောင်းဆုံးရှင်နိုင်နေရှင်နိုင်တယ်မှာ အရင်ရှိတယ်ဆိုရင်ပေါ့နော်အဲဆဲဆိုရန်ရင်းနဲ့ထင်နိုင်ရင်လည်းဆိုတော့ရတယ်ဘာဖြစ်လို့မိဘကြီးတို့တော့မှထင်နေမှာဆိုလို့မိဘကြီးတို့တော့မှမိဆဲဆိုရန်လည်းလို့မိဘကြီးတို့တော့မှလာခဲ့မိနမနိုင်ငံလည်းပြောင်းလာခဲ့နော်မင်းတည်တဲ့အထိငါရှိမှလားစဉ်းနေလိုက်ဟုတ်ပြီလားညှော်လင့်နေတာလားမင်းစင်ရပဲငါ့ကိုလာပြီးတော့ညွာပြည်တဲ့လားမင်းရှင်မငါမင်းကိုလာဆဲပြီးအောင်ဟာတိုင်းညှော်လင်သွားပြီမင်းအကြီးဖြစ်တော်ဟိတာဆိုမှန်တဲ့ပြန်ကြည့်ရင်ကထိတ်ကိုရုပ်ကိုမြန်တဲ့ပြန်ကြည့်ဟမ် ငါငါဆိုလက်ကောင်ကမင်းရှီကိုလာပြီးတော့မင်းကိုပဲတခုတခါလာဆဲပေးအောင် မလဲဟမ်ဟဲ့ရွှေခြေကြောက်ကြွခါလေဘာတသိမ်းပေးမှမဆိုတော့မမျော်လင့်နဲ့ရှင်းလားနော်အဲ့တော့မင်းကပြောမယ်နော်ငါထမင်းစားဖို့ငတ်နေပါစေနော်မင်းမင်းကိုပညာမဲ့တိအောင်ပြောငါထမင်းစားစရာမရှိဘူးပြီကွာငတ်နေပါစေသူများရှိရတောင်းစားလိုက်တိလမင်းတို့ပညာမဲ့အောက်တန်းစားနေနေငါမပတ်သက်ဘူးရှင်းလား နော်ငါတို့လူမွေးလူရောင်ဆိုတာအဲ့ဒါကိုပြောတာအရှင်တန်အရေးချင်းယုံကြည်မှုဟုတ်ပြီနော်အဲ့ဒါဒီဆိုင်မိကူရောက်ရှိနေမိနေတိုင်းလဲမိကူလေးရောက်နေတဲ့နေရာမိနေဆိုင်တဲ့ပုံစံမိဘဝအမြင့်ဆုံးပဲအဲငါဘဝပရမအူဆုံးချုပ်တဲ့အိတ်ကူလာသလိုမင်းတို့လိုပဲထိုင်ရနေပြီးတော့ပြန်လွှဲတဲ့ငါဘဝမှာလေအချုပ်မပြောနဲ့လက်ပေါ်တော့လက်ချင်းမတင်ခံဘူး ရှင်းလားငါမွေးတဲ့ကအချုပ်သေးကိုဝင်ဖို့မပြောနဲ့ငါလက်ပေါ်တော့လက်ချင်းမတင်ဘူးကြည့်လားငါတော့ငါတမိုင်းနော်လိလာငါထင်းရဲ့အဲ့လိုမတီးပဲဆွတ်ဆွတ်ပြောရဆိုဘုန်းကြီးဖြစ်ကောမင်းငါတနာလို့ပြောတာနော်မင်းနောက်ကြောင်းငါမတီးဘူးနော်တပွင့်လင်းပြောတာမင်းနောက်ကြောင်းဘာဖြစ်နေလဲငါမပြောဘူးလက်ရှိမင်းဖြစ်တည်မှုပဲငါပြောတယ်အာငါထင်းကဘလို့မျိုးရိုးอ่ะငါမပြောဘူးအဲ့ဒါမဲ့တခုငါပြောတယ်မင်းပြောနေလွဲနေတဲ့အရာတွေ မင်းယုံကြည်ချက်နဲ့မင်းပြောသလိုလွဲနေဆိုရင်မိမိမနဲ့မင်းကိုမဆုံးပေးဘူးမိမိမနဲ့မဆုံးမလားဆုံးမလားငါအဲ့ဟာတောက်ပဲပြောတယ်မင်းကဘယ်ဘွားလာတဲ့ဘာကောင်မှငါမပြောဘူးနော်မင်းလက်ရှိဖြစ်တည်မှုကိုပဲငါပြောတယ်ရှင်းလားအေးအဲ့လားပဲအဲ့ဒါလိလာကောင်းလေကြောက်ငါဘွားပရမအောင်ဆုံးအချိုးတဲ့အိတ်ဘူးလားနော်တွေ့တဲ့ခါကျတော့ဖင်မင်းမောင်းထအောင်ကြောက်လားဖင်မောင်းထအောင်ကြောက်လားဂျူးဆိုင်ဟုတ်ပြီလားဂျူးဆိုင်နော်မင်းတွေ့မင်းကိုဘယ်လိုကကြောက်တယ်ငထိုင်ရဲ့မြန်မာပြည်မှာလေ မိတက်ပေါင်းမိဝစ်ထားတော့မှလေဆရာလို့ခေါ်ခံတယ်အဲ့ဒါကြီးကตายဆရာမုံချက်ဆရာကြီးအဲမင်းကပါလေမင်းဘင်းတော်ခေါ်ပြီးဆရာခေါ်လို့ဟာကြည်နူးတယ်ပေါ့အေးငါတို့မြန်မာပြည်သားတွေအချင်းရလေပွဲမဖြစ်ဖြစ်ပါဖြစ်မိတက်ပေါင်းမိလေးဝစ်ထားပြည်သူစစ်ပေါင်းမိလေးဝစ်ထားငါတို့ဘက်ကပြည်သူစစ်ဆိုတဟမကန်ရအောင်တော့အဲအဲပြည်သူစစ်ပေါင်းမိဝင်လာအာဆရာဆရာတွေ့လားသူရဲ့နဲ့ပြုဆက်တော့ဟုတ်နေတာပဲကွာဟာနမအုပ်မှာငကုတ်ဖို့ပေါ့ ဟုတ်တယ်မလားအနူတော့မှလူကြောပေါ့ဒါပေမဲ့အထင်ကြီးစရာကောင်းတယ်အေးအဲ့ဒါပဲနော်ဟုတ်ပြီလားအရာဝင်သေးလို့အရာဝင်လာလိမ့်မယ်ဟုတ်ပြီလားလူကြောကောင်းကောင်းရှိနိုင်ရင်းနဲ့မရှိနိုင်ဘူးအဲဆဲလို့ရန်ရန်ကြီးမှတက်တယ်ဆိုရင် view site မြင်မှုရောက်နေတဲ့နေရာမြေပေါ်အမြင်ဆုံးနေရာပဲထက်မြင့်စရာအကြောင်းရှိဘူးနော်ယုံကြည်မှုရှိရအရင်ကြီးရှိတယ်ဆိုရင်ပေါ့နော်ကိုယ့်ကိုယ်ရင်းရှိတယ်ဆိုယုံကြည်မှုရှိရတယ်ကြားရတယ်နော်ဒီ video file လေးကိုတိတိကျကျနားဆင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နားဆင်ဒီအချိန်အခုကျွန်တော်ဗီဒီယိုအစရတဲ့အချိန်ဒီရောက်တဲ့အချိန်နားထောင်ပေးလာတဲ့တူးချင်းစီတန်းရုံပြီးလို့ရှိရင်လည်းကွန်မန့်လေးကိုရေးပေးပါပါကျွန်တော်မှားတယ်ကျွန်တော်ပြောတဲ့စကားမှားတယ်ဆိုရင်လည်းကျွန်တော်ဝေဖန်ပါအာမနာပါနဲ့ဘယ်အချက်မှားတယ်ပေါ့နော်ပြီးရင်ငထိမ့်မှားတယ်ဆိုတော့ငထိမ့်ဘယ်အချက်မှားတယ်ကျွန်တော်တို့အမှားအမှန်သိချင်လို့ပါတူနဲ့ကျွန်တော်နဲ့ဆိုရင်ဒါအမြင်ချင်းကလုံးဝအကွာကြီးနော်ခုနကပြောသူကလူတစ်ယောက်ရဲ့အပြောင်အရောင်မှုအဆင့်အတန်းနော်လူတစ်ယောက်ရဲ့ယုံကြည်မှုကျွန်တော်ကြတော့ကျွန်တော်တို့ရဲ့တတ်မှတ်ထားတဲ့အရာ ယုံကြည်မှုမဟုတ်ပဲလက်တွေ့ကြတဲ့အရာကိုရှောက်တယ်လူအဆင့်အတန်းပြောင်ပြောင်ရံရံဆိုတာကျွန်တော်တို့တတ်မှတ်ထားတဲ့စံနေစံနှုန်းကျွန်တော်ပြောပြတယ်နော်အဲ့တော့မြင်အောင်ကြည့်ပါပါเนาะအဲ့တော့သူကနေပြောသူကောင်းသောရှင်ပြိုင်ခြင်းနဲ့ရှင်ပြိုင်ပါဆိုတော့ကိုစီအဲ့သူပြောသူစဲရင်စဲမယ်တန်တန်ရပဲဒါအဲ့ဒီစဲတာကလွယ်လို့မဟုတ်တာမမှန်တာကလိန်ကချစ်အောက်တန်းကြတာဘယ်အလုံးနဲ့ကျွန်တော်ရှင်ပြိုင်တာရှိဘူးလေသူ့ကိုကျွန်တော်ပြောရင်အများကြီးဖြစ်တော့အခုဗီဒီယိုမှာတော့ကြည့်ပါတနေ့တည်းကျွန်တော်က ုနေ့တင်တာလေတင်တာတူလေလူကောက်ထုံးဝင်ကြည့်အဲ့လက်တွေ့ကျွန်တော်ပြတာကိုစီအဲ့လိုမောင်းမမှန်စကားပြောဘူးလားအဲ့ဒါနော်အဲ့တော့တနာဖို့ကောင်းတယ်တိလားတက်ထင်းဆိုတာစစ်တက်ထဲမှာအဓိကပြောရရင်တော့စီကံထိန်တဲ့ရင်ပေါ့ဗျာဟုတ်တယ်နော်စီကံထိန်တဲ့ရင်ဆိုအဲ့လိုစီကံထိန်တဲ့ရင်အပိုင်းမှာရောက်နေတဲ့စစ်သားတယောက်ရဲ့ brain level တွားပြီပေါ့ဒီစစ်တက်မှမပြတ်ဘယ်စစ်တက်ပြတ်လဲဟမ်စဉ်းစားကြည့် စဉ်းစားကြည့်စစ်သားဆိုတော့ဘာလဲစစ်သားတယောက်ခံယူချက်เนาะစာတင်လာတဲ့ဟာတွေရှောက်ရုပ်ပြီးတော့ဟမ်ကိုကိုတိကိုတန့်ပြောတဲ့ပုံကြီးစရာကြီးစရာကြီးနဲ့ဟမ်လူကြီးတော့တရစ်မှမရှိတော့စအောင်ဆုံးစစ်သားတဲ့ဝင်လာတာသူပဲတင်လာတာရဲဘော်ဘောเนาะအခုမှအရစ်ကလေးရတဲ့ဘောကမတိခုနေကပြောသလိုတထိန်ချုံတော့တူတူတော့မကြည့်ဘူးအဲ့ဒါကြည့်ဝါအဲ့ဒါစစ်သက်ထဲကစစ်ခွေးတယောက်ကိုဘောကနော်အော်ငထိတ်စကားမဆက်လို့မအညာမာလဲစစ်ကြောင်းပြုတ်မနေ့ကကျုံးခံကြည့်တယ် ဒီနေ့လဲမောတော်မြို့ကြီးနေဆက်မြို့ကြီးကိုတိတ်ငန်ထိတယ်မင်းဘယ်နေရာမှာဝင်တိုက်ပေးဦးလားတနေရာလောက်ဝိုင်းတိုက်ပေးဦးလေမင်းတကယ်ချင်းတွေမှာထိုင်နေဝင်ပြေးကုန်ပြီအကုန်လုံးဘယ်လိုလုပ်ကောက်ဟမ်ငါလိုက်စင်းမောင်းလို့နေဆက်ကိုတိတယ်အဲ့ဝင်ပြေးလာတဲ့ကောင်လေးတယောက်ကိုတထုပ်ချီးထုပ်ပေးမလို့တိလား